ါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေဒီတစ်ခါတော့ဆရာတို့တနင်္လာနေ့သားသမီးတွေအတွက်2025ခုနှစ်12လပိုင်းတနလရောင်ရံဆောင်ရံအတွက်ဂန္ဒီမာဟောဆရာကိုခေါ်ကြပြီးမှဖြစ်တဲ့အတွက်ဘာမှမခေါ်ကြမီတနင်္လာနေ့သားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရမိဖုရားမှန်မြော်ဝိကွာကြပါစီကြောင်းဆရာကဒီကနေ့မေတ္တာဖို့ဆုတောင်းထောက်ပံ့ပြုသလိုက်ပါတယ်ဒီ2025ခုနှစ်12လပိုင်းတွင်မှာဥစ္စာပဒမတနင်္လာနေ့သားသမီးမိတ်ဆွေတို့ရဲ့ရင်ထဲမှာဘာတွေဖြစ်ပေါ်နေလဲဆိုတာဆရာကတအားတော့ကန်လီနဲ့ဥစ္စာဆွဲကြည့်ပါမယ် တလူတွေတာသမီမိတ်ဆွေမိတ်ဆွေတွေရဲ့ရင်ထဲမှာမိသားစုကိစ္စအိမ်နွေးကိစ္စအေးအေးချမ်းချမ်းနေကျင်တဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးမိသားစုအိမ်နွေးနဲ့ပတ်သက်လို့အဆင်ပြေခြင်းတွေငြိမ်းချမ်းဟိုငွေကြေးချက်လူငွေချက်မိသားစုအေးချမ်းခြင်းနဲ့ငြိမ်းချမ်းခြင်းကိုအလိုရှိနေသောလဖြစ်ပါတယ်ထို့အတူပဲဒီတလတာတော်တွေမှာဆိုမိတ်ဆွေတလူတွေတာသမီတွေဟာဒီဆက်လာပိုင်းတွေမှာဆိုရင်ဘာကိုလှုပ်လှုပ်ကံကိုကအစမှာတော့ အနှဲငယ်လေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးကိုလိုဟာလဲကိုပါရဒီဟာလဲကိုပါရကိုမပါရင်မပြရမျိုးလေးတွေဖြစ်တတ်တော့လားဖြစ်တတ်တဲ့အတွက်တလုံးလေးတော်မျိုးမျိုးစုတွေနေနေအစမှာတော့ဘာကိုလှုပ်လှုပ်ကိုကိုယ်တိုင်းဥစည်းဥဆောင်ချင်းစိတ်ပန်းချင်းစိတ်မောချင်းလေးတွေအနှဲငယ်ကြုံတွေ့ရတတ်သောကံဖြစ်ပါတယ်ထို့အတူမိစေတလုံးလေးတော်မျိုးကြီးကဒီလတာတော့တယ်မဆိုအထူးသဖြင့်ဒေါသနဲ့ခြေတန်းနေပြီးဆုံးဖြတ်တာမျိုးလေးတွေအလင်းစလိုဆုံးဖြတ်တာမျိုးလေးတွေအခက်မြန်မြန်ဆုံးဖြတ်ဆောင်ရွက်တာမျိုးလေးတွေမလုပ်ပါနဲ့စိတ်ထဲမှာဝုန်းနေတိုင်းနဲ့လှုပ်ဆောင်တာမျိုးလေးတွေအားနည်းစီတတ်သောကာလအပိုင်းခြားဖြစ်ပြီးတော့ဒီဆင့်လာပိုင်းဆိုတဲ့ ဲ့2020နောက်နေ့ရပြက်ကလေးရနောက်ဆုံးလာမှာတော့အရေးကြီးသောကိစ္စတွေကိုနောက်နေ့အတွက်ပါမတော်အောင်အတက်နိုင်ဆုံးတတိကလေးထားပြီးလှုပ်ဆောင်မှာမှဒေါ်ကာကြမယ်လားအတက်နိုင်ဆုံးအလေးစလိုအပြတ်သဘောဆောင်ရရလေးတွေကိုမဆုံးဖြတ်မဆောင်ရက်စီလိုပဲနဲ့မက်ဒီတေးရှင်းလို့တရားနာမင်းများထိုင်ခြင်းပြေးချမ်းချမ်းဆုံးဖြတ်ခြင်းအရှိန်ယူခြင်းနဲ့တွေးခေါ်ခြင်းတွေကိုများစွာအသုံးချရန်လိုအပ်တော့လာဖြစ်ကြောင်းထားလောင်းပြောကြလိုက်ပါရစေဒီနေ့2025ခုနှစ်ဆန္ဒလပိုင်းမှာတနုံနေသားသမီးမိတ်ဆွေများရဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါ အထူးသဖြင့်အသွေးသားနဲ့ပတ်သက်သောကျန်းမာရေးလေးတွေတတိထားစီနေရလိုအပ်ပါတယ်အသွေးသားနဲ့ပတ်သက်တဲ့အရာလေးတွေအရည်ပြားရနာခြင်းမျိုးလေးတွေနဲ့ပတ်သက်လို့ allergic ဖြစ်တာမျိုးလေးတွေဒါမျိုးလေးတွေပုံမူတတိထားစီနေပြီးတော့အမျိုးသမီးများအနေနဲ့ဆိုရင်တော့အမျိုးသမီးယောဂါလေးတွေကိုတတိပြုစင်ကျင်ရအတွက်တော့လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသေးခင်ဗျာထို့အတူမိတ်ဆွေများကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအိမ်လေးကိစ္စလေးတွေမိသားစုကိစ္စရေးလေးဒီဒီမိသားစုအိမ်လေးကိစ္စလေးတွေကြောင့်မိတ်ဆွေတို့အနေနဲ့တမလို့နေသားသမီးတွေဟာဒီလာတာတော့တမဆိုရင်အရာရာကိုအတက်နိုင်ဆုံး အဲအင်္ဂလိပ်မှုကိစ္စမိသားစုရေးကိစ္စတွေဖြစ်လာရင်အများကိုထုတ်ပြောတာမျိုးလေးတွေမပြုတ်လို့ရလို့အတော့လမပြုတ်လို့မဆောင်ရမပြောဆိုမဆုံးဖြတ်တဲ့ကြောင်လို့အကြောင်းနဲ့မိမိတို့အိမ်အတွင်းကြီးဆိုတဲ့အတိုင်းအိမ်တွင်းကနေအိမ်ပြင်ကိုမထွက်ဖို့လိုအကြောင်းနဲ့ပြောမိဆိုမိလိုက်တဲ့အခါအမာယုံလေးနဲ့လွဲမမှုတွေလွဲလျှော့မှုတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဖြစ်လာရင်ကို့အကြောင်းကိုကိုကလွဲရင်ကိုကသူမမဟုတ်တာသူကလည်းကိုမမဟုတ်တဲ့အတွက်အတတ်နိုင်ဆိုတိုးတိုးတိတ်တိတ်ဆုံးဖြတ်ဆောင်ရွက်တာဟာကံရဲ့အထောက်အကူကိုရရှိမယ်လားဖြစ်ကြောင်းအားရပါရ လာခမောင်းခတ်ပြောကြလိုက်ပါတယ်။ထို့အတူမိတ်ဆွေတို့ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့လူထင်ကြီးခံရတတ်သောကာလထီကန်ကောင်းခြင်းထီပေါရှင်းငွေကြီးနဲ့ပတ်သက်လာရင်မထင်မဖက်နဲ့အများကပုံမထင်ပေါ်ကျော်စောခြင်းအ ਨੇ ဆုံးတော့ဗျာခုမှရှိတာကငွေတသိန်းစုပေါင်းဝင်းကြီးမမြင်နေရတဲ့သိန်းတရာထင်တာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လို့ရှိရင်ထင်ပေါ်ခြင်းကျော်ကြားခြင်းဆောင်ရဆောင်ဆုံးပြဆောင်ရလို့ရတဲ့ကာလပိုက်ချဖြစ်ပြီးတော့သူများထက်တာမန်ထက်အိမ်ဝိုင်းချမ်းမြေရထိုင်ခြင်းလှုပ်ဆောင်တဲ့ခါမှာလေတာမန်ထက်တော့ပို့ပြီးတော့ ဈေးပို့သုံးရခြင်းတွေတာမန်ဖြတ်ပို့ပြီးတော့ဈေးခေါ်ခံရခြင်းမျိုးတွေကြုံရတဲ့တော့လာဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုတည်တည်ချာချာလေးနဲ့အတွင်းချာချာလေးစစ်ပြီးတော့ဈေးကိုလိုအပ်ကြောင်းနဲ့စစ်ပြီးတော့လည်းစစ်ဖို့လိုအပ်ကြောင်းလိုအပ်ပါတယ်ခင်ဗျာထို့အတူငွေချင်းနဲ့ပတ်သက်လာလို့ရှိရင်တော့အဲထီကန်ဆန်းတာမျိုးထီထိုးတာမျိုးတွေလောက်ဆောင်ရတော့တော့လိုအပ်သောလာအပိုင်းချာလေးဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီထို့အပြင်ငွေချင်းနဲ့ပတ်သက်လာတဲ့အခါဒီလာတာတော့ဒီမှာအဲအပေါင်းလေးကိစ္စလေးတွေကြောင့်ငွေဝင်လာတာမျိုးလေးတွေသာသမီတပည့်လက်သားလေးတွေကြောင့်ငွေဝင်လာတာမျိုးလေးတွေ စတုကိစ္စလေးတွေစားတော့ကုန်ကိစ္စလေးတွေစံစီစေစားဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေစိုက်ပျိုးသင်းတန်နဲ့ပတ်သက်တာမျိုးလေးတွေစတုလုပ်ငန်းလေးအဲဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ရင်ချိတ်ကိုစားရပြီးအစုရှယ်ယာစုကြီးနဲ့ပတ်သက်တာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်ရစရာရှိတဲ့ငွေတွေကိုခက်ပြက်ပြက်ခက်ချင်းချင်းနဲ့ခရဲရဲတောင်းဆိုပြောဆိုတဲ့အခါငွေကြီးနဲ့ပတ်သက်လို့အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိပြီးတော့အစင်မပြေနိုင်စရာတော့ဘာမှမရှိတာတော့ငွေကြီးကံရတော့တွေ့ရပါတယ်သို့တော့အိမ်လုံးကြီးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်တာမျိုးမိသားစုကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်တာမျိုးလေးတွေကြုံရတတ်တယ်ရင်းဆက်ပစ္စည်းကိစ္စလေးတွေကြောင့်ခီးသွားဆက် လာမှုကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ငွေကြီးရဲ့ကုန်ကျများတက်တော့ကာလပိုင်းခြားဖြစ်ပြီးတော့အိုးအိမ်ရှမ်းပြည်အိမ်ငွေကြီးကိစ္စမိသားစုရဲ့ကိစ္စနဲ့ပတ်သက်လာရင်တော့ကိုကအဲပုံနာလည်းကိုပါရလူငွေကိစ္စလေးတွေကြောင့်တော့ငွေကြီးဟာအနည်းငယ်လေးတော့အကုန်ကျများတက်တော့ကာလပိုင်းခြားဖြစ်ပါတယ်အလောင်းကစားအပြော်ကားနဲ့ပတ်သက်ရင်လွန်စွာသတိထားဆင်ပြန်ရအတွက်တော့လိုအပ်သော12လဖြစ်ပါလေ12လပိုင်းဖြစ်ပါလေထို့အတူတုံးလုံးလေးသာသမီမိတ်ဆွေတွေဖို့အလောင်းကစားနဲ့ပတ်သက်တာတွေအပြော်ကားနဲ့ပတ်သက်တာတွေကတာမန်ထပ်ပို့ပြီးတော့သတိပြုဆင်ပြန်ရလိုအပ်ပြီးတော့ ွေတလဲကြက်တစ်ခုဆိုတဲ့အတိုင်းမရင်းနှီးမလုဆောင်တင်ကြောင်းထပ်လောင်းအကြံပေးလိုက်ပါရစီထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတလုံးလေသားသမီးကဒီရ2025ခုနှစ်ဆန်းလာပိုင်းဆိုတဲ့လအတော်တမှာအထူးတတိစားစင်နေရမယ့်အချက်ကတော့မိတ်ဟောင်းဆွေဟောင်းနဲ့ပတ်သက်တာမျိုးဇယားသမားဟောင်းအပေါင်းသင်းဟောင်းနဲ့ပတ်သက်တာမျိုးရီစာဟောင်းချစ်သူဟောင်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့အဟောင်းတွေကိုစိတ်တော့ကပေးခြင်းမျိုးတွေအဟောင်းကြီးထားပြီးဝေးရတယ်တော့ဆိုတဲ့အတိုင်းပဲအဟောင်းတွေကိုထားခဲ့ပြီးတော့အစ်စ်တွေကိုစုံပြဆောင်ရွက်တာမျိုးသို့မဟုတ်ရင်လုပ်ငန်းတွေအလုပ်တွေကိုရွေးချယ်တာမျိုးအလုပ်ဟောင်းနဲ့အဟောင်းဆိုရင်တော့ ဘာမှအကျုံမပေးကြောင်းနဲ့စက္ကန့်ဆိုဘာမှမကောင်းလို့မှတ်လိုက်ပါအဲဒါကြောင့်မလို့မိစေတနုံးနဲ့တာသမီးတွေဟာအဲအဟောင်းတွေကိုစတင်ပြီးတော့စဉ်းစားကြိုးစားနေတာမျိုးတက်ငါတို့ဒီလာတော့ပြည်ပြတ်အောင်ဆုံးဖြတ်ပြီးတော့ဆောင်ရွက်မယ်လာမယ့်2026ဆိုတာ2026စတင်ခြင်းဆိုတဲ့အတိတ်ပဲလေရတဲ့အတွက်ဒီလမှာအဟောင်းကြီးမပြီးမပြတ်တာတွေကံကြမ်းမှုတွေတင်ပြီးပြအောင်ဆုံးဖြတ်ဆောင်ရွက်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ။ကောင်းပြီ။ဒီလလာတော့ဒီမှာဆိုရင် အရှင်လူငယ်တွေအရှင်ရင်းနဲ့ပတ်သက်လာရင်တော့မေတ္တာရင်းနဲ့ပတ်သက်ရင်တော့ဟောဇုတ်လဲစူးစားလဲယူမဖြစ်ပါဘူးလူငယ်တွေအရှင်ရင်းနဲ့ပတ်သက်လာရင်ဖူးစာတဲ့ ချစ်သူတွေပေါ်လာတာမျိုးတွေဝေးကွာနေတော့အရှိကြီးတွေအိမ်တော်ကြီးတွေနဲ့ပတ်သက်လာပြန်လဲစုံစည်းရတာမျိုးမိတ္တကြီးနဲ့ပတ်သက်ရင်သူဦးတယောက်တစုံတယောက်ရဲ့ငကုတ်ကနားလည်မှုလွဲနေရင်တော့နားလည်မှုပြန်လဲရရှိတာမျိုးတွေဂျုံအပ်တတ်လို့မိတ္တကြီးကံနဲ့ပတ်သက်ရင်တော့အင်မတန်အားသာပြီးတော့ဖူးစာဘက်အိမ်တော်ဘက်ကြီးစားဘက်ချစ်သူဘက်တွေအစ်စ်မမှန်တကယ်ရရှိတတ်သောကာလပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အချစ်သူကြီးအရှိကြီးတွေနဲ့ပတ်သက်ရင်လဲဝေးကွာနေတော့တုံးနေသားများဖို့တော့ပြန်လဲစုံစည်းရမယ်ကာလအချစ်တဲ့ချစ်သူတဲ့တွေနဲ့ပတ်သက်လို့ ကြောရှင်တရားကာလဖြစ်ပြီးတော့မိမိကိုချစ်တော်မျက်နှာသွတ်သူတွေကနေပြီးတော့အဲမိမိပေါ်မှာ view site ခံမှုတွေထောက်ပံ့ပေးမှုတွေကြောင်းတော့ဝမ်းသာစရာအားရစရာအပိုင်ရှာလေးဖြစ်ပါတယ်။သမီးသားများအနေနဲ့ကတော့အိမ်အောင်ပြစ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့တဲ့မိတ်ဆွေများချစ်တို့ဆောင်ရွက်ပါ သို့သောမိဘတွေမိသားစုတွေရဲ့ဂုံချိန်ပကာသနာတွေပါလာရင်တော့တုံးနဲ့လူတယောက်နဲ့တယောက်ချစ်ရနဲ့အတ္တကြီးရင်တော့ဖြစ်ဒီຢာလေးတွေမှာတော့သတိပြုစင်နေပြီးတော့ဟောဟိုချစ်တာတစ်ခုလဲကြည့်မယ်ဆိုရင်တော့မိတ်ဆွေတို့ဖို့အိမ်တော်မိပြန်ကတော့အိမ်နာအားသာပြီးတော့အဲခံများများပြောဆိုညှိနှိုင်းရတဲ့အလုပ်တွေမှာဆိုရင်တော့ညှိလေပြန်လေညှိလေဝေးလေဆိုပြီးတော့ပြဿနာတွေပူလာတတ်တဲ့အတွက်တော့ဖြစ်နိုင်ရင်တော့အဲသေသေချာချာလေးနဲ့တွေးခေါ်စဉ်းစားပြီးတော့မှအတိုင်းမစဉ်းစားဆုံးဖြတ်တာပိုကောင်းပါတယ်ခင်ဗျာเนาะထို့အတူမိတ်ဆွေတို့အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့အဆင်မပြေနိုင်စရာဆိုရင်တော့ မိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့မျက်နှာရှင်းဆိုင်ရင်ပြဿနာတက်တာမျိုးတွေအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တယောက်ကဒါဆိုတယောက်ကဟိုကဖြစ်နေတာမျိုးလေးတွေပြီးခဲ့ဒီစားကိစ္စတွေကိုအပြန်ဖော်ပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တန်ရစိတ်မျိုးလုံးတွေနဲ့ကြိခံရတာမျိုးလေးတွေကြောင့်တော့ပြဿနာပဋိပက္ခလေးတွေကြုံရတက်တာကလွယ်ရင်ဂျန်နာဘာမှဆဆူဝါဝါ မရှိလာပဲနဲ့အိမ်တော်ရဲ့အစင်မပြေရင်တယောက်ရဲ့ပြီးခဲ့ပြီးတော့အမားတွေပြီးခဲ့ပြီးတော့အရာတွေကိုအရွယ်တိုက်ကတ်တော့ကာလာပိုက်ချက်ဖြစ်တဲ့အတွက်ဒီရချက်ကလေးကိုတော့တာမထက်ပို့ပြီး view site သတိပြုစင်ညာအတွက်တော့လိုအပ်ပြီးတော့တူကနှစ်ယောက်နဲ့တယောက်တူနဲ့တူမောင်တန်းမယ်ပြီးရဆိုတဲ့အတိုင်းပဲဆုံးဖြတ်ဆောင်ရွက်ပြီးတော့ညီတက်ညီလက်ညီလှုပ်ဆောင်ရင်အားသာပါလေမိမိတို့ရဲ့အိမ်တွင်းရေးကိစ္စလေးတွေမှာအခြားသူတူတယောက်တစိမ့်တယောက်ဘေးလူတယောက်ဝင်လာရင်တော့ဖြစ် အစီအမပြေနိုင်ကြရလေးတွေကြံ့ကြနိုင်ကြရလေးတွေပေါ်လာတက်တဲ့အတွက်ကြောင့်မလို့အိမ်ဆောင်ကြီးမိသားစုကြီးအိမ်ကြီးနဲ့ပတ်သက်လာရင်တော့အခြားတူမိမိအိမ်တွင်းကလူထက်အခြားတူတူတယောက်ပေါ်မှာယုံကြည်အားကိုးဖွင့်ပြောတိုင်ပင်တာမျိုးလေးတွေဟာကံကိုကြံ့ကြဟန်တာဇီးပြီးတဲ့အခါမိသားစုတွေသူနဲ့တူနားလည်မှုလွဲစီတက်တဲ့အတွက်ကြောင့်မလို့တော့မိမိတို့အနေနဲ့တက်နိုင်ဆုံးဖြစ်နိုင်လို့ရှိရင်နှိမ့်နိုင်ဆုံးပြဆောင်ရွက်ဖို့လိုအပ်ပါတယ်အိမ်ကြီးကိစ္စမိသားစုကြီးကိစ္စတွေသတိပြုပါ အပေါင်းနဲ့အဖွဲ့အစည်းမိတ်ဆွေအပေါင်းနဲ့ပတ်သက်တာမျိုးလူထင်ကြီးခံရတဲ့အလုပ်တွေမှာအတတ်နိုင်ဆုံးမလုပ်ပါနဲ့သတိပြုစင်ကြံလူအကြောင်းနဲ့စေတနာတွေဝေဒနာပြည့်ရတတ်သောကာလဖြစ်ပါတယ်။ဗဇက်ကဖရားလက်ကကာယဖြစ်နေတတ်တဲ့အတွက်ဘာသာတရားကိုပုံမှုပြီးတော့ငဘကတဲ့ပုံမှုစူးစမ်းဆုံးဖြတ်ဆောင်ရရန်လိုအပ်ပါတယ်။ထို့ပြင်မိတ်ဆွေတို့နဲ့တာသမီတွေဒီလာတာတော့ဒီမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါစီ။တနုံနဲ့တာသမီတွေဒီ2025ခုနှစ်ဆန်းလာပိုင်းဆိုတဲ့လအတွင်းမှာဆိုရင်တော့ ဆွေနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်အထယ်လိုက် TT ဖနက် online social media ဓာတ်စီဒေါ်လာလောင်စာစီအစရှိတဲ့လုပ်ငန်းတွေ ချိတ်တို့ဆံကလှုပ်ဆောင်မှာအဲချိတ်တို့ပြီးတော့ကံကောင်းမှုတွေအထောက်အကူတွေရရှိတတ်သောကာလဖြစ်ပါတယ်သာသမီနဲ့ပတ်သက်ပြီးတော့သာသမီတွေရဲ့ကိစ္စလေးတွေမှာစိတ်ချမ်းသာစရာလေးတွေငကူကသာသမီမရရှိတဲ့လူတွေသာသမီစုပန္နာမျိုးအဲညောင်မင်းကြီးကြီးတွေမှာဖယားတွေမှာမိမိအိမ်မက်အရာအာယုံရစိတ်နှမိတ်အရာရရှိတဲ့နေရာတွေမှာဟောနို့လို့ပွဲလို့ထိုးပြီးတဲ့အခါသို့မဟုတ်ဂါလီမန်မေရောလက်စမီမေရောအဆရှိတဲ့သူရတ္တိအဆရှိတဲ့ပုဂ္ဂိုလ်တွေနားမှာအဲသာသမီစုပန္နာမျိုးတွေဟာကံရဲ့အထောက်အကူနဲ့မိမိရဲ့အတိတ်ဂျီဆက်ကိုအထောက်အကူများဆိုရရှိတဲ့အတွက်ကြောင့်မလို့သာသမီလိုချင်သူများအခုကတော့ တောင်းလို့ရတော့လဖြစ်ပြီးတော့ဆူတောင်းအမှန်တန်ပြည်မယ်လဖြစ်ပါတယ်။စားသောက်ကုန်လုပ်ငန်းတွေစံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေစက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်။ညီကောင်မောင်မတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်သောလအပိုင်ချထူးထူးခြားခြား ကောင်းမှုတွေရရှိတတ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်လည်းညီကိုမတော်မတွေရအထောက်အကူရရှိတာမျိုးတွေလက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လဲရရှိတာမျိုးတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အများများတုံးများများဆွဲရတာမျိုးတွေဂျုံကတက်တော့ကာလာပိုင်းစားဖြစ်ပြီးတော့ဘလောက်ပဲတုံးတုံးအခက်အခဲတော့များစွာမရှိဘဲနဲ့ခက်ခဲရင်အောင်လို့လို့ဝင်လာတက်တော့ကာလာဖြစ်တယ်ကြံ့ကြာနေသောငွေကြီးတွေပြန်လဲဝင်လာရတာမျိုးတွေဂျုံကတက်တော့အလအပိုင်းစားဖြစ်ပါတယ်အိမ်အောင်ဘက်ချစ်သူဘက်ရီစားဘက်မိမိချစ်တော်မြန်လို့တဲ့သူတွေအကူအညီထောက်ဖို့ရရှိတက်တော့ကာလာဖြစ်တဲ့တို့ကမိမိစိတ်ကိုနားလဲပြီးနိုင်တော့တုံးတုံးကာသမီးမိရှင်များအဖို့မိမိတို့စိတ်ရဲ့နားလဲပြီးနိုင်တဲ့သူတွေတိုင်းမီပြော ဆိုမှုတွေတောင်းရင်ကံရဲ့တိုးတက်အောင်မြင်မှုတွေရရှိစေမှာအသေးချာပဲဖြစ်တယ်။ယာဓုတိုးဖို့ယာဓုတက်ဖို့မျှော်လင့်နေတဲ့မိတ်ဆွေများယာဓုကမိမိတို့အနေနဲ့ငကိုကယာဓုတိုးဖို့ယာဓုတက်ဖို့ကိစ္စလေးတွေမှာခြောက်ထားလေဆိုရင်တော့တိုးနိုင်တယ်ကံလည်းလာတယ်။ဒါပေမဲ့လက်ရှိကာလမှာယာဓုတိုးဖို့ယာဓုတက်ဖို့စပြောမယ်ဆိုရင်တော့သတိပြုပါအထက်လူကြီးအကြီးအကဲတွေရဲ့ဖိအားပေးခံရတာမျိုးလေးတွေစီးမြအသက်စီးကားအသက်လေးတွေကြောင့်မလို့နားလည်မလွဲတာမျိုးလေးတွေကိုယ့်အပေါ်မှာ အချိန်မပေးနိုင်တာမျိုးလေးပဋိပခါလေးကြုံရတက်တဲ့အတွက်ဒီကာလမှာယာတုတို့ယာတုတက်ဖြင်းမဲ့မိတ်ဆွေများယာတုတို့ယာတုတက်ကအဲစတင်ပြောဆိုမဲ့မိတ်ဆွေများဟိုကတော့အတက်နိုင်ဆုံးသတိပြုစင်ကျင်ပြီးတော့ပြောဆိုကာမတော်ကကြမဲ့လာပြီးပြီးတော့စကားလွဲအလုံလွဲဂတိပြတ်ဆနာလိုပြဿနာတက်တာမျိုးလေးတွေကြုံရတက်တဲ့အတွက်စင်ကျင်ပေးရန်အတွက်လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင်ဒနုရိတ်သားသမီးမိတ်ဆွေတွေ ဒါပြင်နှလုံးရသားမိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့ဒီတလတာတော့ဒီမှာဆိုရင်တော့ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာရှေ့လိုဆောင်ရတာမျိုးတွေအစုချေရစုကြီးနဲ့ပတ်သက်တာမျိုးတွေရှေ့လိုဆောင်ရလုဆောင်တာမျိုးတွေအာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ကာလာပိုက်ချဖြစ်ပါတယ်အယောင်းဝင်ဆိုင်ရာလုပ်ငန်းတွေအမှုပညာဆိုင်ရာလုပ်ငန်းတွေ social media နဲ့ပတ်သက်ပြီးတော့အကျိုးအသုံးချချက်အကျိုးရှိရှိအသုံးချလို့တဲ့မိတ်ဆွေများရှေ့လို့ဆိုင်လို့လှုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တော့လာဖြစ်ကြောင်းထားလောက်ပြောကြလိုက်ပါစီထို့အပြင်မိတ်ဆွေတို့အနေနဲ့ဖရားစီပရဝန်လေးအိမ်မက်မက်တာမျိုးသူမဟုတ်မိမိအိမ်ကိုဖရားပေါ့အကြောင်းဆောင်လေးစင်သူတော်လေးဗဒီလေးအဆက်ရှိတဲ့ဘာသာရေးဆိုင်ရာအရာလေးတွေလက်ဆောင်ရရှိတာမျိုးဝင်လာတာမျိုးတွေဆိုရင်တော့မိတ်ဆွေတို့ရဲ့ထီကန်ဆန်းလိုက်တာမျိုးထီထိုးတာမျိုးတွေလှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းလေးထပ်လောက်အကြံပေးပြီးတော့ကံတရားရဲ့ထူးထူးခြားခြားပြောင်းလဲမှုတွေရရှိတတ်သောကာလဖြစ်ပါတယ်လက်ရှိပစ္စည်းတို့ အိမ်ရင်းပစ္စည်းတို့စက်ပစ္စည်းတို့ရင်တို့ကျင်းတွေအစ်တဝင်လာတာမျိုးလေးတွေကျောင်းတက်တို့ချွေငွေလူလောက်ဝက်လက်စားဗရမယဘုရားယတနာအဆက်ကြီးရဲ့ယတနာစင်ကြောက်တွေတံမိုးရှိကတဲ့ကျင်းတွေဝင်လာတတ်တာဖြစ်တဲ့အတွက်တိတ်တိတ်ကလေးတွေမခေါ်ပဲနဲ့ကြီးကြီးကြီးသာမျောဖို့လိုအပ်ကြောင်းလည်းထပ်လောက်အကြံပြုပြောပြလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကူကကျမ်းမာရင်းနဲ့ပတ်သက်လာလို့ရှိရင်ဝေဒနာဖြစ်နေတာမျိုးငကူကပြုတ်ပြင်းပြောင်းလဲလို့မရတာမျိုးငကူကအပြေရှာနေတဲ့ကိစ္စလေးတွေမှာဒီကလာမှာပြဿနာရဲ့လမ်းစာကိုဆွဲထုတ်ပြီးတော့ လုံနိုင်တယ်သို့တော့ဘာလို့ဖြစ်ဖြစ်ကိုကမှန်မှန်ကိုကမှမှဒေါသနဲ့ဆုံးဖြတ်ဆောင်ရွက်တာဟာအမားကိုဆက်မားဖို့အတွက်လမ်းပြနေတယ်လို့ဖြစ်တဲ့အတွက်တော့တတိချစင်ကြံပေးရန်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြလိုက်ပါစီပတ်စပို့လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေနိုင်ငံခြားခီးသွားနဲ့ပတ်သက်တာမျိုးလေးတွေရဝေးနေခြားခီးသွားပြည်ပနဲ့ပတ်သက်တာမျိုးလေးတွေဆိုရင်တော့အဲအာသာကောင်းမှုပြီးတော့ချိတ်ကျဆောင်ရွက်လှုပ်ဆောင်ရေးအာသာကောင်းမှုပြီးမဲ့ပြည်တွင်းခီးသွားလေးတွေနဲ့ပတ်သက်တာမျိုးလေးတွေ တတိပြုစင်ကြင်ရလိုအပ်ပြီးတော့ပြပအတွက်တော့အားသာပြီးတော့ရှေ့လို့ဆံရလှုပ်ဆောင်ရင်ကောင်းပြီမယ်ပြည်တွင်းခရီးသွားလေးတွေမိသားစုမိတ်ဆွေပေါင်းသင်းတွေနဲ့ပတ်သက်လို့နားလည်မှုလွဲတာမျိုးလေးတွေလူမျိုးရေးကိစ္စပဋိပက္ခလေးတွေအနေနဲ့ကြုံရတတ်တဲ့အတွက်တော့ဒီအချက်လေးတွေကိုတော့ဂယုဆိုင်တတိထားစင်ကြင်ပေးရအတွက်တော့များစွာလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာအလုတ်ကအလုတ်ကိုင်နဲ့ပတ်သက်ရင်အလုတ်တိချာနေသူတွေအလုတ်ဟောင်းကြီးကိုအစင်ပြောင်းဆက်ပြီးစူးစမ်းနေတဲ့မိတ်ဆွေများပူပါတော့ ဖို့ဖို့ပြန်မေးသိမိအပြောင်းလဲနဲ့တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းချစ်တို့ဆောင်ရလှုပ်ဆောင်မှာတော်ကာချမယ်လားဖြစ်ကြောင်းထလောင်းပြောကြလိုက်ပါစီပညာရေးနဲ့ပတ်သက်ရင်တော့ခက်ရှင်းချင်းခက်တက်ပြက်ပြက်ပြောပါပဲတက်ပြီးသားပညာဘူးပဲအသုံးချပါအခြားသောပညာရအသစ်တွေသင်ယူတာဟာဒီလတာမှာအားနည်းပြီးတော့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးပညာရေးနဲ့ပတ်သက်လာရင်တော့တာမန်ထပ်ပို့ပြီးရုံးကန်ရတတ်တော့ကာလမိမိဖြစ်နေတာတခုလှုပ်နေတာတခုနဲ့ဒီမှန်းချက်နဲ့ဖြစ်နေတာနဲ့ မှန်ချတဲ့နန်းတော့လွဲနေတယ်လို့မျိုးเนาะစုပ်ဆနလို့တင်နေတာတစ်ခုဝါသနာပါတာတစ်ခုဆိုပြီးနှစ်ခုဤနဝမှာဝါသနာမှာပဲရှိတော်မူကြံ့ကြံ့နေတက်တက်တက်ပညာရှင်နဲ့ပတ်သက်ရင်တော့အတော်ကိုယုံကံရတယ်လာဖြစ်တဲ့အတွက်တော့ပညာရေးဆိုင်ရာကိစ္စလေးတွေမှာတော့သတိပြုစင်ကျင်ပြီးတော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီကတာတော့ပြန်ပါဆိုရင်ဘာကိုလှုပ်လှုပ်အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာမှာလည်းများကိုချစ်တို့ဆောင်ရလှုပ်ဆောင်မှာမိဟောင်းဆွေဟောင်းတွေကိုတော့သတိပြုပါအဟောင်းတွေကိုမလုပ်ပါနဲ့ပြန်ပြီးတော့တလတာလုံးကိုချုပ်ရရင်တော့ မိတ်ဆွေများခင်ဗျာဒီလဟာငွေကြေးကိစ္စအခြေလို့ဆောင်ရလို့ဆောင်မှာတို့ပြအဟောင်းတွေကိုထားပါအိမ်တွင်းကြီးကိစ္စတွေကိုလူမြင်မခံပါနဲ့မိတ်ဆွေတို့နဲ့ပေါင်းရင်းချင်းတပုတ်လေးတွေပြောခံရတာမျိုးတွေပြုံအပ်ထားတဲ့အတွက်ပြဿနာတွေကိုရှင်းလေချုပ်လေဖြစ်တတ်တဲ့အတွက်မရှင်းပါနဲ့ရှင်းရင်ချုပ်တတ်သောကာလဖြစ်ပြီးတော့အမှန်တရားဟာအဲဘာလို့မှပြောင်းလဲလို့မရတဲ့လူအကြောင်းနဲ့ အဖွဲ့အစည်းအသင်းဘွဲ့နဲ့ပတ်သက်တာမျိုးတွေတတိယပါမိမိအိမ်အတွင်းလုပ်ငန်းအတွင်းမှာယုတ်ရက်ကအဆင်မပြေမှုတွေရရှိလာရင်တော့မကောင်းတဲ့အတက်ပညာတွေအောင်လန်းတိုက်တွေစုံတိုက်တွေအင်းတိုက်တွေလုပ်ငန်းအပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်လို့ဘာကိုလုံးလုံးလဲအပြိုင်ဆိုင်တွေပေါ်တက်တဲ့လာဖြစ်တာတော့အတိအကျပဲဖြစ်တယ်။ကျန်တာကတော့ဘာမှစစူဝါမရှိပါဘူး။ဘာကိုမစိုးရှစ်တို့ဆောင်ရပြီးတော့ငါဟာလို့ဆိုပြီးတော့မှုချရအောင်လုပ်ရင်အောင်မြင်မှုတိုးတက်မှုတွေကျင်းတယ်လက်ကမောက်ခတ်ရရှိစီမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစေ။အလောင်းကစားနဲ့ပတ်သက်တာမျိုးတွေဒီမှာတော့ကျင်းနေပါတယ် ်မိတ်ဆွေအလောင်းမစားဟာမိမိအိတ်ကတ်တယ်ကိုဝင်ကြည့်သွားတတ်တယ်အတွက်သတိပြုစင်းနေမှာဖြစ်နိုင်ရင်အဲဘာကိုလှုပ်လို့အတိကိုတတိကလေးနဲ့ထိတ်ချုပ်ရင်တော့အောင်မြင်တိုးတက်မဲ့လာဖြစ်ကြောင်းခက်လောက်ပြောကြလိုက်ပါစီထို့အတူမိတ်ဆွေတို့နဲ့လာသမီးတွေဒီလာတာတော့ဒီမှာဆိုရင်အကျိုးပေးသောအရာများကိုဆက်လက်ဖော်ပြပေးပါစီဒီလာတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့နဲ့လာသမီးများအနေနဲ့ချွေဝင်နာမျိုးလက်ဝက်လက်စားဝင်နာမျိုးလေးတွေကြုံရတတ်လို့တန်ဖိုးရှိတဲ့ယတနာတွေတသမိတွေစင်မြင်ဘောဘွားအဆရှိတာတွေရရှိတတ်တဲ့အတွက် အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါစင်လူတော်ပုံကလေးတွေကိုဖြစ်စီ စင်ပုံလေးတွေကိုဖြစ်စီတို့မဟုတ်9000နံတရက်ကိုအိတ်ကထဲမှာထည့်ပြီးတော့ဖြစ်စီမိမိပက်ဆက်အိတ်တွေမှာထည့်ပြီးတော့နော်သတိပေါ်ဒီနံပါတ်လေးတွေကိုမိမိရဲ့နံပါတ်လေးကိုတခြားလေးပေါ်တော့တီးတန့်ကလေးခွက်ထည့်ပြီးတော့ပက်ဆက်အိတ်ကလေးတွေပုတ်ပြီးအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုဆောင်ရွက်ရအောင်မြင်တိုးတက်နိုင်ပြီးတော့အဆောင်ဖြစ်လဲပြောဆိုရင်လိုရာကိစ္စပြုမှုမှုတွေအစောစောရှိရှိပြီးမှအသေးစားပဲဖြစ်တယ်ခင်ဗျာထို့ပြင်မိတ်ဆွေဒီရတာတော့ဒီမှာ အကျိုးပေးကံကောင်းစီတော့ကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍငါးကဏ္ဍနေရမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာကံကောင်းစီပါလေအကျိုးပေးသောအရာအနေနဲ့ဆိုရင်အဝါရောင်ခိုးပြရောင်အညိုရောင်တွေဟာမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီပါလေသတိပြုစင်ရရမယ့်အရာအနေနဲ့ဆိုရင်တော့အဖြူရောင်ဖြစ်ဆွတ်ဆွတ်တွေအသားရောင်ကလေးတွေကိုသတိထားစင်ရပြီးတော့ဝစ်စင်ပြီးလို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဘာလို့လို့အရေးကြီးသောကိစ္စတွေကိုတနင်္ဂနွေရက်တို့တနင်္ဂနွေနေ့တို့စတရက်နေ့တို့စတရက်နေ့တို့ ဒီရက်လေးနေ့မှာသတိပြုစင်ကြင်လိုအပ်ပြီးတော့ဘာကိုလောက်လို့တနာရီတို့တစ်ချက်ကြီးတို့တစ်ကနန်းကိုသတိပြုစင်ကြင်ပြီးတော့ပြုလူတူတဲ့တယောက်တည်းလိုလာလဲသတိပြုစင်ကြင်အတွက်တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာထို့ပြင်အရေးကြီးသောကိစ္စတွေကိုတနုနေသားသမီးတို့တနုနေရက်တို့မှာသတိပြုစင်ကြင်စောင့်ရရန်လိုအပ်သောကာလအပိုင်းခြားဖြစ်ကြောင်းထားလောင်းပြောကြားလိုက်ပါစီအမျိုးသမီးတွေအသွေးသားနဲ့ပတ်သက်သောကျန်းမာရေးယောက်ျားဖောင်စီမိန်းမနီးနေဆိုတဲ့အတိုင်းဆရာလည်းမသိဘူးမှန်တော့ဆရာလည်းမိန်းမရှိတာမဟုတ်ဘူးပြီးတော့ ဆရာညီကိုမှန်မှန်ရတယ်ယောက်ျားလေးတွေဆိုတိတ်မပြောတော့အဲ့တော့အမျိုးသမီးကိစ္စတွေနဲ့ပတ်သက်လို့အသွေးသားနဲ့ပတ်သက်ရင်တော့ဆရာရဲ့ဇာတ်ကွင်းထဲမှာပြနေတယ်သတိပြုစင်ကြင်ရတော့တော့လိုအပ်ပါတယ်လို့ပဲပြောပြရပါခင်ဗျအဲမိမလည်းမရှိကြောင်းနဲ့ထပ်ပြောရတယ်နော်အဲ့ဒါကြောင့်ကောင်းပြီဆိုတော့မိတ်ဆွေတို့ဒီလာတာတော့ပြမှာဆိုဘာကိုလုပ်လို့ဘုံတဖူးသားသမီးအင်္ဂါသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးလေးတွေအချိန်တိုးဆောင်ရတာမျိုးလေးတွေကကံရဲ့ထောက်ကူကိုရရှိတတ်တော်လာဖြစ်ပြီးတော့အချိုးပေးကံကောင်းစီတော့အရာလေးတွေဆိုလို့ချင်းဘာလဲကြံလေးတော့အချိုးပေးကံကောင်းစီလေအယောင်လည်းပါပြီခဏလည်းပါပြီမိတ်ဆွေတို့နေသားလည်းပါပြီ ခရီးသွားခြင်းကိစ္စအိမ်ဝေးကိစ္စမိသားစုရေးကိစ္စသူများအတိမခံလိုတဲ့ကိစ္စတွေကိုတော့ဇနီးသားသမီးဇနီးနဲ့ဇနီးရက်တွေမှာတိုင်ပင်ညီနိုင်အပြေရှားရေးတိုးတက်ခြင်းအောင်မြင်ခြင်းတွေရရှိမှာအသေးစားပဲဖြစ်တယ် ထို့အပြင်မိတ်ဆွေတို့နည်းဒီလတာတော်တွေမှာဆိုချင်ဘာကိုဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်တဲ့အခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီရအတွက်၅လောက်နံလေးကိုနှစ်ခေါက်ထဲခောက်ပြီးတော့ပလတ်စတစ်လေးလောင်းပြမလို့ပါဘူးပတ်စပ်အိတ်ထဲမှာတီးတက်ကလေးထားပါဒီလတာအဆောင်ဖြစ်သုံးပါသို့မဟုတ်မိမိရဲ့အိတ်ကတွေမှာဆောင်ထားပြီးတော့ပတ်စပ်အိတ်ကလေးကိုပုတ်ပြီးအိတ်ကလေးတွေပုတ်ပြီးတော့လိုရာကိစ္စကိုပြောဆိုရင်ချော့ချော့ရှိရှိအောင်မြင်သွားမှာအတိအကျပဲဖြစ်တယ်ဘာသာရေးအကုန်လုံးလှုပ်ဆောင်လို့ပါတယ်အတိတ်ကပြုလို့တဲ့ဆရာကြီးရဲ့ဓမ္မမိတ်ဆွေများ ဓမ္မတံဘုတော်ဆိုတော့ပရိကိုဒီနေ့ကို12ပတ်12ရက်တိတိစိတ်ကိုလိုအပ်ပါတယ်ထို့သူမိတ်ဆွေတလုံးလေးသာသမီးမိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအောင်မြင်တိုးတက်အစီအစဉ်စီရအတွက်ပြုလုပ်ရမယ့်အရာလေးတွေကိုဆက်ပေါ်ပြပေးပါစီဒီလက်ကတော့ဒေါက်တာမဆီတို့တလုံးလေးသာသမီးမိတ်ဆွေများမိမိတို့ရလိုရာကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာ နှစ်ရက်နေလို့24ရက်နေလို့20ရက်နေလို့23ရက်နေလို့မှာမစ္စတူရဲ့ကံကိုထောက်ကူရရှိတတ်ပြီးတော့အာသာကောင်းမှုတိုးတက်နိုင်သောကာလာပိုက်ရှာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒါအပြင်မစ္စတူဒီကလတာတော်တွင်မှာဆိုလို့ရှိရင် အဲမိမိတို့ရဲ့ကန်ဆာတာတိုးတက်ကံကောင်းစီပြီးပြုတော့မှာတော့မိတ်ဆွေတို့ရဲ့ပဋ္ဌာန်းစာအုပ်တို့ဗတိစာအုပ်တို့ဘာသာစရေဘာသာရေးဆိုင်ရာကိစ္စတွေမိမိတို့ယုံကြည်သက်ဝင်သောဘာသာတရားရဲ့အကောင်းကျင့်အရာတွေဒီဝေမျှခြင်းတွေမေတ္တာတုပ်တို့ပေကြီးဆက်တုပ်စာအုပ်တွေပေကံစွန့်ကြဲခြင်းတွေဟာမိတ်ဆွေတို့ရဲ့ကံဟာအညံ့တွေကနေတိုးတက်ပြီးတော့ကံကောင်းမှုတွေရရှိလာမှာအသေးကြပဲဖြစ်တယ်ခင်ဗျာနော်ထို့အပြင်မိတ်ဆွေဒီကလတာတော့ဒီမှာဆိုရင်အဆက်ဆက်ရအောင်မြင်စင်ပြီးတိုးတက်စီရအတော့မိတ်ဆွေတို့အနေနဲ့ဇပိုင်များပြန်ပြန်ပြီးတော့မဟုတ်လား တလစာမလိုက်တာကြာလို့အိုကေကောင်းပြီအဲ့တော့ဒီကလာတာတော့ဒီမှာမိတ်ဆွေတို့အဆက်စားတွေကကာဇာတာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီရန်တို့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေရောင်းထွက်စီရန်လို့ငါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုမိမိတို့ရဲ့နော်မိမိတို့ရဲ့ကုန်ပစ္စည်းတွေအရောက်ထွက်စီဖို့အတွက်ဆိုရင်ခရင်လေးတစ်ချောင်းနဲ့ guide book ထိပြီးပြီးတော့ရောင်းထွက်ပါစီရောင်းထွက်ပါစီရောင်းထွက်ပါစီဆိုပြီးတော့ပြောလိုက်ပါအရောက်တက်ပြီးတော့အရောက်ထွက်သားစီမှာအတိအကျပဲဖြစ်တယ်ဒီလတာတော့ဒီမှာအဆက်စားတွေကကံကောင်းစီပြီးတလတာလုံးအစီအအောင်ရင်တိုးတက်စီရန်ပြုလုပ်ရမယ်ရေရေအောင်မပြောမိဘူး ။ဇာငနာမှာပြနေမရှိရင်ခွန်ကို39နှစ်ကို39လေးတက်ချက်790290410 WhatsApp Telegram Viber number 963 5050 9နဲ့နှစ်မှာဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့2026ခုနှစ်အတွက်တနစ်စာမိတ်ဆွေတို့ရဲ့ဇာတာခွင့်နဲ့တရားစစ်ပြီးတော့တွက်လို့တဲ့မိတ်ဆွေများကတော့ဇာငနာမှာအိမ်ရောက်လက်ဖြစ်စေ online ကနေဖြစ်စေအထူးသဖြင့်အိမ်ရောက်ပုံပါစေခြင်းပါလေဇာလက်ဆောင်လေးထည့်ပေးခြင်းလို့ပါအိမ်ရောက်ဖြစ်စေဆက်သွယ်မိုင်းနိုင်ကြောင်းနဲ့တလားစာခေါ်စတမ်းမှာဆရာမိတ်ဆွေတဦးတင်းတယောက်ချင်းစီရဲ့တသက်စာဇာတာခွင့်ကို ပတ်ချက်ပြီးတော့ဘယ်ယာတွေအကျိုးပေးဘယ်ယာတွေဘဝတတတာမှာအကျိုးပေးလဲဘယ်လိုလုပ်ငန်းတွေအိမ်အောင်ဘက်ဖြစ်ဘယ်လိုတွေဒါအပြင်မိရှင်တို့နေနဲ့အဲမိမိတို့ရဲ့ဟိုဆရာလည်းတတတာအပြင်ကိုဆရာလက်ဆောင်ထည့်ပြီးတော့တေချာကိုတွက်ချက်ပြီးတော့လက်ဆောင်ထည့်ပြီးတော့လိုအပ်ကြောင်းနဲ့တနည်းစာနာတော်26နှစ်အတွက်ကျောင်းမကြီးရအစစီးပွားရေးအဆုံးလာအလိုက်အယောင်ငါအစလို့နေသားကအဆုံးဒါလေးတွေပါအားလုံးပါတယ်အတွက်မိရှင်တို့တနှစ်တာလုံးမှာဘေးရင်မိရတာခံများများမကြိုက်တဲ့မိရှင်များတနှစ်စာလုံးမှာဆရာကိုကြိုတင်စီးပေးပါဆရာရေးနိုင်တဲ့လောက်တော့ရေးပြီးတော့ အတက်နိုင်လို့ကြိုးစားပါမယ်။မနစ်ကမရတဲ့မိတ်ဆွေများတော့နည်းနည်းညံ့လာလိုက်ပါစေခင်ဗျာ။ကောင်းပြီ။အဲ့ဒီခွန်ကိုတုံညာဖြစ်ကိုတုံညာလေးတစ်ချောင်းပါပဲဆက်သွယ်မြင်းများနိုင်ချောင်းနဲ့ကောင်းပြီ။မိတ်ဆွေတနုံနေတော်မီဒီတလတာလုံးမှာအဆက်ဆက်ရရအစင်ပြေအောင်မြင်စေတိုးတက်စေပြီးကံကောင်းစီရန်အတွက်ပြုလုပ်ပါမယ်။ရေဒီယာအနေနဲ့ဆိုရင်တော့ဖြစ်။ဆရာတို့ပကံများတစ်ချက်ထဲမှာစံအနည်းငယ်လေးထည့်ပါ။စံလေးနည်းနည်းထည့်ပြီးတဲ့အခါမိတ်ဆွေတို့နည်းနည်းဒါပြီးတဲ့အခါတစ်ဖက်ကလည်းစားလေးနည်းနည်းထည့်ပါ။စားလေးနည်းနည်းထည့်ပြီးတဲ့အခါကျတော့မိတ်ဆွေတို့နည်းနည်း ဟိုဆက်လာလို့ဆန်စီစေးစားဆိုတဲ့ຢာလေးကိုဆရာပြောချင်တာရှင်းကလေးနဲ့လူလူဗန်းကလေးနဲ့လူလူတူပြီးတဲ့အခါမိတ်ဆွေတို့ရဲ့အင်းရဲ့ဖယားမှခုနှစ်ရက်တိတိမွေးနေ့ကစခုနှစ်ရက်တိတိလူပါလူပြီးတဲ့အခါနောက်ထပ်တနင်္ဂနွေနေ့တရနောက်တရတနင်္ဂနွေသားပြီးဆိုတနင်္ဂနွေရနေပြီးတော့ခုနှစ်ရက်တိလူပါဒါပြီးနောက်တနင်္ဂနွေတရမှာကိုလဲစားပါလူကြီးမိကတွေကိုလည်းဝင်မြပါမရှိသူတွေတရိတ်ဆန်တွေကိုလည်းကျွေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကတ်ဟာ ကောင်းမှုတွေရရှိလာပြီးတော့အစီအမေပြီးအောင်မြင်ပြီးတော့တလတာလုံးအစီအမေမှာအတေချာပဲဖြစ်တယ်ရေရီယာနောက်တစ်ခုထပ်ပြီးပေးလို့ပဲမဲလို့ဒီဆက်လာပိုင်းကိုတော့လက်လွတ်လိုက်ပြီးတော့ဆရာ၅တောင်းချက်ပါခင်ဗျာနော်နော်ဟိုဆရာတနစ်စာဟောစနာ၅တောင်းချက်ပါခင်ဗျာဆရာ line နဲ့တို့ comment နဲ့ဖြေနေပြီကောင်းပြီဆိုတော့အဆက်စားရအောင်မြင်စီမီလို့တက်စီဖို့အတွက်2026မှာကံကောင်းစီဖို့အတွက်ဆရာရဲ့ဇာနေပေတဲ့ Facebook page ကိုဆက်လက်စောင့်ကြည့်ပေးဦးနဲ့ပြက်ကလေးရေရီယာတွေအခြားရေရီယာတွေနဲ့တနစ်တာလုံးကိုဆရာသုံးတက်ဖို့အတွက်လည်းပြင်ဆင်ထားပြီဖြစ်တဲ့အတွက် ကောင်းပါပြီဓမ္မလေးတာမျိုးမိတ်ဆွေတွေအားလုံး2026ခုနှစ်မှာလာဖို့အတွက်ကံကောင်းဖို့အတွက်2025ခုနှစ်ရဲ့12လပိုင်းမှာအစိုးရအကောင့်တွေကိုတခါတည်းပြီးပြီးပြတ်ပြတ်ဆုံးဖြတ်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတူလေးပေးလို့